ချီးကျွမ်းပေးနေတဲ့ပြည်သားတို့မင်္ဂလာပါ2025အောက်တိုဘာလ16ရက်နေ့တနင်္ဂနွေနေ့တနေ့တာနေ့ညရက်ကအရှင်မြောင်ရက်စန္တရာရက်ကတောင်ရက်ရပေါ်ရရက်ကအနောက်တောင်ရက်တို့ဖြစ်ပါတယ်မူလဆန်းရှင်နှစ်ခတ်ကအာတတနှစ်ခတ်ဖြစ်တဲ့တနင်္ဂနွေကျူတူရဒီမှာတည်ရှိတယ်တနင်္လာကျူဒီနေ့ တင်ရာတရားနေကံရာတိကိုကုပြောင်းတဲ့နေရဖြစ်တယ်။ဇာတာပတိကျိုမေထုံရာတရားနေကရကရာတိကိုကုပြောင်းတဲ့ဗုဒ္ဓကျိုကတော့တူရာတိမှာတနည်းကလေးကဒုနဲ့တကွတည်ရှိတယ်။တောက်ကြကျိုကကံရာတိမှာတည်တယ်။စနေကျိုကမေရာတိမှာနောက်ပြန်သွားပြီးတည်ရှိတယ်။ရာဟုကျိုကကောင်ရာတိမှာ ကျေကျွတ်တရားဒီမှာအသေးသေးဒီရှိတယ်။ကောင်းကင်ကျော်နေထရာမိစ္ဆာယာဒီဘွားတွေမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရပြီးတော့လောရပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့မြတ်တမ်းကချွန်မယ်။ဥတီချက်ပြောင်းပြီးလောက်တာဆင်ပြေပဲ။ဝေးခွာနေတဲ့သူများနဲ့ပြန်လည်ဆုံစည်းနိုင်တယ်။ပြိစ္ဆာယာဒီဘွားတွေမှာလုံးစုံဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းရှိတယ်။ ကိုဆိုင်တဲ့ကိစ္စတွေရကောင်းသောကျိုးဆက်နဲ့မြတ်တာတော့ရတယ်။မေထောင်ရာတိဘွားတွေမှာခီးကိစ္စဆင်ပြေမယ်။ဥတီကျဲပြောင်းပြီးလုပ်တဲ့ကိစ္စတွေကကောင်းသောကျိုးဆက်နဲ့တွေ့တဲ့မှုရ။ဝေကျေကံငါးကဘဝကံကောင်း။ကာကရာတိဘွားတွေမှာရပိုင်ခွင့်နဲ့လည်းပဲပြန်ရမယ်။ကလတံကြာပြိနေတဲ့အကြောင်းဒီကလုံးပြန်ခွင့်မယ်။ခက်ခဲတဲ့ကိစ္စတွေပြင်လဲအောင်လုပ်နိုင်တယ်ဘဝတွေ့တဲ့မှုတွေအတွက်ကောင်းတယ်။တရားဒီဘွားတွေအတွက်အရာရာစင်ပြေသောနေထိုင်တဲ့တွေ့တဲ့ကံတွေဖွင့်တယ်။ အတို့ပြည့်စုံတဲ့ဘဝတွေ့တယ်မယ်။ကံရာဒီဘဝတွေမှာကာလအတန်ကြာဆိုင်ရထားတဲ့ဒုက္ခပြန်နဲ့စတင်နိုင်နေတယ်။ဘယဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံကျိုးပေးမယ်ဘဝကံကြလန်းရှိတယ်။တွေ့ရဒီဘဝတွေမှာဇာတဲ့အောင်ဆောင်တဲ့ပြန်လုပ်တိုင်းထုတ်ပါမယ်။ဝေကြီးကဘဝကံတိုးတက်မှုနဲ့ဆင်ပြေမှုရှိတယ်။မြိတ်ဆာရဒီဘဝတွေမှာရပါခွေနဲ့ပြန်ရမယ်။ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံတွေကျိုးပေးမယ်။ကံမြက်မယ်။တို့ရဒီဘဝတွေမှာ စေတနာဝေဒနာဖြစ်မယ်တပါးသူကြောင့်ကိုရည်ရချက်နှောင့်နှေးမယ်အလိုကြောင့်စိတ်တို့ဒေါသထွက်ပြီးပြဿနာတွေဖြေရှင်းနေရတယ်မကာရယာတိဘာတွေမှာတော့ထူးခြားသောကောင်းကျင့်ကံတွေတိုးတက်ခြင်းကံတွေပေါ်ပေါက်ရာရာစင်ပြေသောနေထိုင်တဲ့ကံမြမသောအခြေအနေနဲ့တိုးတက်တဲ့သဘာဝတွေကိုရရှိမယ်ကောင်းယာတိဘာတွေမှာဥတည်ချက်ပြောင်းပြီးလောကကျင့်ရဲ့ကောင်းသောကျိုးဆက်ကိုရတယ်ချက်ချင်းဆုံးပြတ်ပြီးရှေတိုးလောကကျင့်တို့ရဲ့အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ ရည်ရွယ်ချက်အောင်မြင်ခြင်းတို့ရမယ်။မေယာဒီဘွားတွေမှာမူလစီစဉ်တဲ့လက်တွေကဟမ်းမယ်။ရှင်တို့လုပ်ကြခြင်းနဲ့ရတ္တနာနေခြင်းကကျိုးပေးတယ်။ရောင်းဝယ်ကိစ္စသတိရှိရမယ်။ပြောဆိုကိစ္စသတိရှိရမယ်နေ့တစ်ခုဖြစ်တယ်။အဝါရောင်သေးဝါရောင်နှုတ်နဲ့ရောင်တို့ကတနေ့တာကျိုးပေးရောင်နေဖြစ်ပါလေ။အဝါရောင်ပတ်ဝန်းကျင်ကိုဖျားကတ်ပြီးတော့တို့ရဆုတောင်းခြင်းဖြင့်တနေ့တာတို့ဆန္ဒပြည့်စုံခြင်းကိုရရှိပါမယ်။ Jesus did matter.